အဖိုးကြီးပြိုင်တယ် experience ဆိုရင်တော့အများကြီးပဲဗျအခက်ခဲရတော့အများကြီးပဲဘာလို့ဆိုတော့လှုပ်ရှားပြီးတော့မားတဲ့ဟာဆိုတော့အကုန်လုံးအခက်ခဲတာပဲမခက်ခဲတဲ့ဟာဆိုရင်တော့အာလုံနေကြဟာဆိုရင်တော့မခက်ခဲဘူးပေါ့လမ်းလျှောက်တာတော့ပါတော့ဒါပေမဲ့အကုန်လုံးကတော့ခက်ခဲတယ်သူဟာနဲ့သူတော့ခက်ခဲတယ်စိတ်တူလာဆိုတော့တင်းနေနေကြပြီးတော့စိတ်တော့မတူဘူးဗျဘာလို့ဆိုတော့တင်းကိန်း၃ကိန်းပဲပါတာလေအဲ၃ကိန်းပါတာဆိုတော့တင်းကိန်း၂ကိန်းမှကျွန်တော်ကဝင်နိုင်ရတယ်ဆိုတော့အဆင်ပြေတယ်ပေါ့ ဲနောက်ဆုံးဂိမ်းမှာတော့အဆင်မပြေဘူးဆိုပေမဲ့ရန်တော့မဖြစ်ဘူးဗျာရန်တော့မဖြစ်ဘူးမိတ်ဆွေတွေပဲလေနော်နောက်မှကြိတ်ပြီးရန်ဖြစ်တာပဲကျွန်တော်နာမည်ကဝီလျံဝမ်မူပေါ့ဒီမှာ FOE မှာဆင်းပေးတာတော့ဝီလျံဝမ်မူဆိုတဲ့နာမည်နဲ့ဆင်းပေးတာဝမ်မူနောက်ကဝမ်မူဝီလျံဝမ်မူအဲဟုတ်မင်္ဂလာပါအဲကျွန်တော်နာမည်ကရင်ချမ်းဖြစ်ပါတယ် တော်ကတော့ FOE မပြိုင်ခင်ကတော့ကျွန်တော်ကတော့ဟိုအဆုံးတော့လုတ်တော့ပေါ့ဝေယောင်းလည်းလုတ်တယ်စင်နန်နဲ့ပတ်သက်တဲ့ coach တွေလုတ်တယ်ဟုတ်တယ်ဟုတ်တယ်အောက်တိတိမှာအားပြည့်နေပြန်ကြရတယ်ဟာထင်းလို့ပါကျွန်တော်သွားပဲတန်းတာသွားနေမှခဲ့ရတာဟုတ်သွားနေတော့မမအောင်ကျွန်တော်အပြင်မှာပဲသွားနေမှာအဲဘုံပြန်ဝင်နေမှာသွားနေမှာသွားကျွတ်သွားရင်ရှက်စရာကြီးကျွန်တော်ကဒီမွေတရုပ်ဆောင်လုပ်တာမာဒီဖုံးမှာလည်းလက်ရှိအဲတန်းတန်းနေနေလုပ်တာ FOE ပြိုင်နေ experience ဆိုရင်တော့ အများကြီးပဲဗျအခက်ခဲရတော့အများကြီးပဲဘာလို့ဆိုတော့လှုပ်ရှားပြီးတော့မားတဲ့ဟာဆိုတော့အကုန်လုံးအခက်ခဲတာပဲမခက်ခဲတဲ့ဟာဆိုရင်တော့အာလုံနေကြဟာဆိုရင်မခက်ခဲဘူးပေါ့လမ်းလျှောက်တာတော့ပါတော့ဒါပေမဲ့အကုန်လုံးကတော့ခက်ခဲသူဟာနဲ့သူတော့ခက်ခဲတယ် FOG ဒီ season 2ပေါ့နော်ကျွန်တော် challenge နိုင်ရခက်ခဲတယ်ဗျအဲကျွန်တော်တို့ဒီ challenge နာမည်ကိုကျွန်တော်သိရတယ်ဒါပေမဲ့ challenge ကကျွန်မသိရအောင်ကျွန်တော်ရောက်သွားတဲ့အချိန်မှာမှကျွန်တော်တို့ဒီလောက်ရမယ့် challenge ကိုသိရအောင်နော် ဲ့ကြမှာကျွန်တော်တို့ကကြိုတင်အရှိအရှိအရှိမှာကြာကျွန်တော်တို့ကကြိုတင်ပြင်ဆင်လာလို့မရအောင်အဲ့အဲ့အတွင်းရောက်တဲ့အချိန်ညမှာအပြိုင်ပွဲကိုမြင်နိုင်တဲ့အချိန်ညမှာကျွန်တော်တို့ကဒီအုံနောက်ကိုသုံးချရတယ်ဒါတို့ဒီညဘယ်လိုမျိုးရှင်ပြန်ရအောင်မလဲဆိုပြီးတော့အဲ့လိုသုံးချပြီးတော့ရှင်ပြန်ရတာပေါ့နော်အာပြိုင်ပွဲတိုင်းကတော့ဒီချလန်နိုင်ကတော့အကုန်ခက်ခဲပါတယ်လက်လွတ်ပြီးရက်လိုက်ရှင်တဲ့ဟာကတော့ပြောမယ်နော်အာပထမဆုံးဆွတ်ဆက်ဂိမ်းမှာတော့ကျွန်တော် ဟိုအကြောက်လွန်ပြီးတော့လိမ်မော်သီးတွေစွတ်စားပြီးတော့อืมသိရမလားอืมအမ်နောက်ဖေးသွားလဲရတယ်အဲအချိန်မှာတော်တော်လေးတော့ပြင်းမှန်းတယ်တောက်လျှောက်တော့အဲ့တွေကပန်းတာတောက်လျှောက်ပါအဲလက်လွတ်ပြီးတော့အဲ့လိုမျိုးအရှုံးမပေးခြင်းဘောတော့ဒါမှမဟုတ်အရှုံးပေးခဲ့ရတဲ့အခိုက်အတန့်ရှိခဲ့တယ်ကျွန်တော်တို့ပထမဆုံး first set challenge ဘောနော်အဲ challenge ကြတော့အရင်ခင်းရင်ပါတယ်အဲကျွန်တော်ဒီ double mark ရတဲ့ချိန်မှာ ကျွန်တော်ကအရင်ထဲကထားတာဒဏ်ရဘူးလေဒဏ်ရဘူးတဲ့အပြင်ကိုကျွန်တော်ရဲ့ဝိတ်ကလည်းအဲ့တုန်းက음 60kg လောက်ရှိရ 60kg လောက်ဆိုကိုယ့်ရဲ့ဝိတ်ရဲ့လို့တဆခွဲလာမသိဟုတ်လားဘောဘိုင်းဖိုင်နေရတယ်ဘောဘိုင်းဖိုင်နေရပြီးတော့ကျွန်တော်တို့ကဒီတက်ဘလက်ကိုမားတာပေါ့နော်အဲ့ကြတော့ကျွန်တော်အဲ့အလေးကြီးရဲ့လိုမျိုးမကင်ဘူးပဲနဲ့အဲအဲ့လိုမျိုးဒါမားတာပေါ့မားတဲ့အချိန်မှာဒိတ်ခါလည်းဆာရဲ့ injury ဖြစ်ထားတာဆိုတော့အဲ့မှာခါပြန်ထိသွားတယ် အဲပထမဦးဆုံးထဲလမ်းမှာねကျွန်တော်အဲကားတန်ကပြန်ရပါတယ်ပေါ့နော်အဲစိတ်သက်တည်ရမ်းကြပါတယ်ဒီကျွန်တော်နောက်တဲ့ဒီထဲလမ်းတွေအများကြီးကြံနေရယ်ဆက်ပြီးရှင်းပြနိုင်မှာမလားဆိုပြီးဖြစ်ပါတယ်သူများကြီးကဒီထဲလမ်းကိုအဲဆက်ဆက်ထဲလမ်းကို3ခေါက်တွေ4ခေါက်တွေ5ခေါက်တွေ6ခေါက်တွေရနေတဲ့အချိန်မှာကျွန်တော်အဲ2ခေါက်ကြော်ကြော်လောင်းနေတယ်ကျွန်တော်ကကျွန်တော်ခံရရနေပြီကျွန်တော်မလုံနိုင်တော့မလုံနိုင်တဲ့အခြေအနေမှာ အဲအရှုံးပေးခြင်းလားဆိုတော့ကျွန်တော်အရှုံးမပေးခြင်းဘူးကျွန်တော်ဆက်လုပ်ကြည့်သေးတယ်လုပ်ကြည့်လိုက်တဲ့အချိန်မှာဒီတုံးကြီးမြောင်းမှာကြာတော့ကျွန်တော်လုံးဝလဲသွားတယ်ကျွန်တော်မလုံနိုင်တော့ရဲ့အနေထားဖြစ်သွားကျွန်တော်တကယ်လို့အိရာကိုကျွန်တော်ညစ်တွန်းတွန်းပြီးဆက်လုပ်မယ်ဆိုရင်ဒီကျွန်တော်အခုချိန်ဒီလိုမတ်တက်တောင်ရက်နိုင်နေမှာမဟုတ်ဘူးလို့ကျွန်တော်ထင်တယ်ပါနော်အဲ့မှာတော့ကျွန်တော်အရှုံးမပေးခြင်းပဲနဲ့အရှုံးပေးခဲ့ရတဲ့အခိုက်အတန့်လေးဖြစ်ခဲ့ပါစိတ်တူလားဆိုတော့တင်းနေနေကြပြီးတော့စိတ်တော့မတူဘူးဗျ။ဘာလို့ဆိုတော့တင်းကိန်း၃ကိန်းပဲပါတယ်လေ အဲ၃ဂိမ်းပါတာဆိုတော့တင်းဂိမ်း၂ဂိမ်းမှာကျွန်တော်ကဝင်နိုင်ရတယ်ဆိုတော့အဆင်ပြေတယ်ပေါ့အဲနောက်ဆုံးဂိမ်းမှာတော့အဆင်မပြေဘူးဆိုပေမဲ့ရန်တော့မဖြစ်ဘူးဗျာရန်တော့မဖြစ်ဘူးမိတ်ဆွေတွေပဲလေနော်နောက်မှကြိတ်ပြီးရန်ဖြစ်တာပေါ့ရှင်စားတာပါတင်းဂိမ်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကတော့ဘာမှတော့ပြောစရာတော့မလိုဘူးဘာလို့ဒီပြိုင်ပွဲမှာလာပြိုင်တဲ့လူတွေအကုန်လုံးကဝင်လာမှန်းပြီးတော့လာပြိုင်ရတာ အဲအကြောင်းကိုသူက challenge နိုင်မှာတရားမတော့သူကရှော့ရှော့ပေါ့ပေါ့ပြိုင်နေလို့မရှိဘူးကွာနော်ကိုကိုတိုင်းဆာအဲ့လိုမျိုးချော့ချော့ပေါ့ပေါ့ပြိုင်ခဲ့တာမရှိဘူးမရှိရတဲ့အဲ့လိုမျိုးဟိုလိုမျိုးခိုးတာတော့ပါလို့မရှိရတဲ့အဲ့လိုမျိုးသင်္ကန်းနဲ့ပတ်သက်ပြီးတော့ပြဿနာတော့မရှိဘူးကွာနော်ဒါပေမဲ့ကျွန်တော်တို့အသင်းကိုပြောတာပါမရှိဘူးကွာဒါပေမဲ့တခြားအသင်းတွေကတော့အဲ့လိုမျိုးရှိလားမရှိလားဆိုတော့ကျွန်တော်ပြိုင်ခွဲကြရင်တော့တွေ့ရမှာပါအရင်ရင်ကောင်းအောင်ပါအဲကျွန်တော်တို့ဒီ season 1မှာတော့တော်တော်မိုက်တဲ့ challenge ကြီးအများကြီးပါတယ်နော်အာ season 2မှာပြန်ပါသေးရှင်လားတခုမှလည်းပြန်မပါလားအောင် ပါလားစီစဉ်သူမှာဒီတက်မိုက်တဲ့ challenge တွေဟုတ်ဆွတ်ဆက်ပါတယ်အင်းဆွတ်ဆက်တော့ပါတယ်မမပါခြင်းနဲ့ဟာတော့ပါလာဟုတ်တယ်ဒါပေမဲ့ထုတ်စီထိုးလဲအဲထုတ်စီထိုးလဲပါထုတ်စီထိုးကတော့ဆိုးမဆိုးအဲအဲ့လိုမျိုးပေါ့ဒါပေမဲ့ကောင်းပါတယ်ရန်ခဲရင်ပါတယ်တိုင်ဝဲ challenge နိုင်ခဲရင်ပါတယ်ကြိုက်တယ်